မြန်မာကုန်ဆောင်အကစားသမားဖြစ်ပြပါခြင်းကြောကြခဲ့လက်ရွေးစင်ဘောလုံးကစားသမား၃ဦးမြန်မာဘောလုံးသမားတွေအနေနဲ့ခုနောက်ပိုင်းမှာရွှေထီဆောင်နိုင်တယ်ဆိုတာရှာပါလာခဲ့ပေမဲ့နိုင်ငံကုန်ဆောင်ရွှေထီဆောင်ခဲ့ပူတဲ့ဖြစ်တွေလည်းများစွာရှိခဲ့တာပါမြန်မာနိုင်ငံကိုဆောင်ပေးခဲ့ကြတဲ့လက်ရွေးစင်ဘောလုံးသမားတွေကနေပြည်ထောင်အပိမှုအများဆုံးရရှိခဲ့တဲ့လက်ရွေးစင်အုံကိုဖော်ပြပေးလိုက်ပါတယ်ရှင်။နံပါတ်3အောင်သူအောင်သူကခုနောက်ပိုင်းမှာခြေစမ်းကြသလိုဖြစ်နေခဲ့ပေမဲ့2019ခုနှစ်ဝန်းကျင်မှာတော့အောင်သူက အာရှတခွင်မှာနမည်ကြီးခဲ့သူပါမြမလေးရွေးစင်ဘလုံးအတင်းကစားသမားတွေထဲမှာချွတ်ချွန်ချက်မြလွန်းလာကြအောင်အာရှအတင်းတွေရဲ့အာယုံဆိုင်ခြင်းကိုခင်ခဲ့ရတာဖြစ်ပါတယ်မြမပြည့်အတွင်းမှာဆိုလဲအောင်တူကထူးချွန်ထက်မြက်တဲ့အပြင်ရိုးရည်လေချော်မောတာကြောင့်အမျိုးသမီးတူကြီးရဲ့ဝင်းရံချင်းကိုလည်းခံလာခဲ့ရတာပါ။နောက်ပိုင်းမှာတော့အောင်တူကပြပအတင်းတွေမှာသာကစားသမားဖြစ်သွားရောက်ကစားနေတာပါ တလဝင်ငွေရေးဆွဲလဲအရန်ကိုကောင်းခဲ့တယ်လို့2020ခုနှစ်မှာတော့မြန်မာလေးရေးစင်ကစားသမားတွေထဲမှာဆိုဝင်ငွေအကောင်ဆုံးကစားသမားတယောက်ဖြစ်လာခဲ့တာပါ။ဒါပေမဲ့ခုလက်ရှိမှာတော့အောင်ကျူရဲ့တလဝင်ငွေကအင်ကလောက်ဝင်ငွေကောင်းတာမျိုးတိတ်မရှိတော့ပဲပုံမှန်ဖြစ်လာခဲ့ပါတယ်။နမနဲ့မောင်မောင်လွင်မောင်မောင်လွင်ကတော့လက်တလုံးမှာမြန်မာနိုင်ငံအတွက်တမိုင်းတွင်ဂုံဆောင်အောင်လုပ်ပေးနိုင်ခဲ့တာပါမောင်မောင်လွင်က ASEAN All Star အတင်းမှာ မြန်မာကိုစားပြုတ်လဲရွေးစဉ်ကစားသမားအနေနဲ့ရွေးချယ်ခင်ရကကစားခဲ့ရတာဖြစ်ပါတယ်။မတ်လ28ရက်နေ့မှာမယူရတဲ့နယ်ထိတ်တိုင်ရင်ဆိုင်ကကံခွင့်ရရှိခဲ့ပါတယ်။မယူနဲ့ရင်ဆိုင်ရတဲ့အချိန်မှာမမလွင်ကဂိုးကိုရိုင်းအတွင်းကအနိုင်ရအောင်ကြိုးစားလိုက်တာဖြစ်ပါတယ်။ နိုင်ရလို့အင်္ဂလန်အတင်းကြီးကိုအနိုင်ရရှိဖို့ဆိုရမလို့ကိုလာပါဘူး။ဒါကြောင့်မို့မမလွင်ကပထမဆုံးကိုကျွင်းကအနိုင်ယူပေးလိုက်နိုင်တဲ့မြန်မာလေရွေစင်ကစားသမားတယောက်ဖြစ်လာခဲ့ပါပြီ။ဒါပြင်မမလွင်ရဲ့အလားစားလည်းအရင်ကတည်းကပုံမြင့်တက်သွားမှဖြစ်ပါတယ်။အခုလိုခြေစွမ်းပြလိုက်နိုင်တဲ့အတွက်မမလွင်ကိုအာရှအတင်းတွေဘက်ကနေအတင်းသားဖြစ်အပြိုင်ဆိုင်ကိုခေါ်ယူကြတော့မှာပါ။နံပါတ်၁ဘဟာဒူ ဘဟာဒူကတော့မြမလည်ရွေးစဉ်ဘောလုံးအတင်းအတွက်ဂုံဆောင်ပေးနိုင်ခဲ့တဲ့တိုက်စစ်မှုတရားဖြစ်ခဲ့သူပါခုချိန်မှသာဘဟာဒူသာအသက်ရှင်နေဦးမယ်ဆိုရင်မြမလည်ရွေးစဉ်အတင်းကြီးကရွှေထီစာဖြစ်ပြတွေ့တာဆက်တိုက်ဆိုသလိုရရှိနေမှာပါဘဟာဒူကမြမလည်ရွေးစဉ်ကစားသမားဖြစ်ဖို့အစဉ်စဉ်စ조사ခဲ့ရပါအသက်73နှစ်မှာမိမျိုးကစစ်တပ်တွေကိုဝင်ကဘောလုံးစခင်ရင်းနဲ့မှာရန်ယူနိုက်တက်အတင်းရဲ့ကစားသမားဖြစ်လာခဲ့ပါတယ် ဘာဟာဒူးရဲ့ခြေစံကတိုးချွန်ချက်မြတ်လွမ်းလာမှုနိုင်ငံစဉ်လက်ရွေးစင်ကစားသမားတယောက်ဖြစ်လာခဲ့ကန်ရွှေတဆိတ်စုနဲ့စုများစွာရရှိအောင်ကစားနိုင်ခဲ့ပါတယ်ဘာဟာဒူးရဲ့တိုက်စစ်ကွက်တွေကလပတည်တက်တယ်လို့ဖြက်လက်လွန်းလာကြောင်းကွယ်လွန်သွားတာကတကယ်ကိုနှမျောစရာကောင်းလွန်ပါတယ်။ဒါပြင ဘာဟာဂျိုအပြည့်လဲအယံမြန်ကမာရတွန်ပြိုင်ပွဲမှာဆိုရင်ရွှေတစိစုရီတိုင်းပိုင်ဆိုင်ခဲ့တာပါခုံဆောင်ခဲ့တဲ့လက်ရဲစံတွေအများကြီးတွေကမှ၃ရောက်ကသာကောက်နှုတ်ဖော်ပြလိုက်တာဖြစ်ပြီးပြိတက်ကြီးအနေနဲ့မြမလေးရွေးစင်ကစားသမားတွေတဲမှာဆိုရင်ဘသူကိုသဘောကျစိုးလဲဆိုတာပြောပြခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပြိတက်တွေအတွက်အစီအစဉ်စားပွဲအကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတတတော်ဗီရီတင်နိုင်လို့တန်သိရှင်နိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးတရ အားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်